္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါဒီနှစ်ကုန်ပိုင်းမှာဆက်အုပ်စုကဥဆောင်ကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုအပြေထောက်ခံသွားမယ်လို့ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်က ပြောပါတယ်မနေ့ကနေ့ပြီးတော့မှာပြုလုပ်တဲ့ NCA စနစ်ပြည့်နှစ်ပတ်လည်ခမ်းနားမှာမီဒီယာတွေရဲ့အမေးအမြစ်မှုကိုသူကပြန်ဖြေခဲ့တာပါ မနေ့ကအော်တိုဘာလ15ရက်မနေ့ပိုင်းနေပြီးတော့ MICC1 မှာကျင်းပတဲ့ NCA ဆယ်နှစ်ပြည့်ခမ်းနားကို NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ UWSA အပြင်မိုင်းလာအဖွဲ့လည်းတက်ရောက်လာတာတွေ့ရပါတယ်။ဆေအုစုကလာမဲ့ဒီဇင်ဘာလကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့ဖြစ်စဉ်နေပြီးနိုင်ငံတော်ဝန်ကတိုင်းဒေသလက်နက်ကင်တွေထိတ်ချုပ်ထားတဲ့ဒေသတွေကိုထိုးစစ်ဆင်တာတွေလေကြောင်းကဗုံးကျဲတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေလို့ဒေသကအများအများဘေးလွယာကိုထပ်ပြေးတိမ်းရှောင်နေရတာပါ။ လက်ရှိမှာရှမ်းပြည်နယ်မြောက်ပိုင်းကဒေသတွေမှာတပ်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူအများအများဟာဘေးလွတ်ရာဒေသတွေစီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အဲ့ဒီအခြေအနေတွေကိုတည်ငြိမ်လာအောင် UWSA အနေနဲ့ဘလို့ကူညီပေးသွားဖို့ရှိတယ်လို့မီဒီယာတွေရဲ့အမေးအမြစ်မှုကိုတော့ဦးညီရန်ကဖြေဆိုဖို့ညှိဆိုပါတယ်ရှင်။ ကိုကန်တက် MNDA ကလာရှိုမြို့ဒေတိုက်ပွဲမှာဖက်စီယာမိတဲ့စစ်ကောက်စီတက်တဲ့ရတဖွဲ့ဝင်55ယောက်ကိုအော်တိုဘားလ14ရက်ကပြန်လွှတ်ပေးခဲ့တယ်လို့စစ်ရေးတရေမြစ်တွေစီကတီးရပါတယ်။ပြန်လွှတ်ပေးတဲ့သူတွေထဲမှာဘုံမူ3ယောက်၊ဘူကြီး1ယောက်၊အရာကံဘူ1ယောက်၊ဒုအရာကံဘူ2ယောက်ပါဝင်တယ်လို့နေပြည်တော်တရေမြစ်က DBB ကိုပြောပါတယ်။ ကိုကန်တက် MNDA ကပြန်လွှတ်ပေးခဲ့တာမှတ်ကန်ပြီးအဲ့ဒီတဲကတချို့ကဆက်သွယ်ရပြီးတချို့ကတက်ရင်တက်ဖွဲ့နဲ့ဆက်သွယ်မရသေးဘူးလို့သတင်းရင်းမြစ်က GBB ကိုပြောပါတယ်။အဲ့ဒီစကောင်စီအရာရှိစစ်သည်တွေကိုလာချုံမြို့သိတပ်ပွဲမှာဖက်စီရမိခဲ့တာဖြစ်ပြီးတနှစ်ကျော်မှ MNDA အဖွဲ့ကပြန်လွှတ်ပေးတာလို့လည်းသတင်းရင်းမြစ်ကရှင်းပြပါတယ်။ ကိုကန်တက် MNDAA နဲ့ပူပေါင်းအဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်အဂုလ3ရက်ကရမခတိုင်းစစ်ဌာနချုပ်အခြေဆိုင်လာရှိုးမြို့ကိုတည်ယူခဲ့ပြီး2025ခုနှစ်ဧပြီလမှာတရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီတပ်ကိုပြန်ပေးခဲ့ရပါတယ်ရှင်။ပေါင်းမျိုးနယ်မှာစစ်တပ်စစ်ကြောင်းကကလင်းငယ်အပါဝင်ပြည်သူ၃ယောက်ကိုတပ်ဖြတ်ခဲ့ပြီးပြည်သူတို့ချို့ကိုလည်းဖမ်းဆီးထားပါတယ်။တီရီတရင်ပေးပို့ထားပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးခလင်းငယ်တယောက်အပါဝင်ပြည်သူ၃ယောက်ကိုတပ်ဖြတ်ခဲ့လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့လောက်ကပေါင်းမြို့အခြေဆိုင်ကပါဆာ24ကထွက်လာတဲ့စစ်ကောင်စီတပ်သားအင်အား200လောက်ပါတဲ့စစ်ကြောင်းကကပါဆာနဲ့အနီးဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါစစ်ကြောင်းဝင်တဲ့တခြားကျေးရွာကပြည်သူတို့ဖမ်းဆီးခံခဲ့ရပြီးစစ်ကြောင်းပြန်ထွက်သွားတဲ့အော်တိုဘားလ၃ရက်နေ့မှာတပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း၃လောင်းကိုတဲပင်ရွာမှာပြန်လည်တွေ့ရှိခဲ့တာပါ တည်ဆုံးသူတွေဟာအသက်6နှစ်အရွယ်ဘတ်ရွှေစင်ထွေးအသက်53နှစ်အရွယ်ဦးသိဟန်အသက်45နှစ်အရွယ်ဦးစောထွန်းတို့ဖြစ်တယ်လို့သိရပါဗျ။ဖန်စီခန္ဓာရသူတွေကပြည်သူ၃ယောက်လည်းပျောက်ဆုံးနေသေးတယ်လို့ဒေသခံတွေကပြောပါဗျ။အခက်အခဲတော့များတယ်ဗျများတယ်ဒီဟန်လွတ်တဲ့လူတွေအဲနေမီကန်ဒီအမတွိုင်းလာရင်လည်းနေမီကန်အဖွဲ့အစည်းတွေနဲ့အဲတွေ့ရတာပါဗျာဟုတ်ဒီကြောင့်ပြန်ဆုတ်တဲ့အဆုံမှာအခင်ဖြစ်ွားတဲ့နေရာကိုရောက်ပြီးကမှတွေ့ရပါဟုတ် က်ချက်ကြောင့်ကတော့ဟိုအရေးယူဘလောက်ပတ်ချလဲနေအဲ့နာရေးနေသားအတဲပင်ခွင်းအဲ့ဒီရွာတွေကိုပဲလှစ်ပတ်ထိုးနေရဗျကပ္ပစာဝန်ကြီးအောင်ပဲဒလိုင်းရံဆိုရင်လည်းအလိုလိုဖြစ်ဖြစ်နေတော့ကြောင်လေအဲကြောင့်အလှူချဖို့ကြည့်ရချက်တော့ရှိတယ်။နှာရွာတွေကတော့ရှောင်းနေရတာပေါ့နော်။ရှောင်းနေရတာရှိတယ်။အဲ့လိုမျိုးစိတ်ကလာကြည့်ရပြီးခရရဲ့ပိုင်းကလည်းဘလောင်းရွာဆိုတဲ့ရွာလုံးဝင်စိတ်ကတော့ပေါ့။ပြီးပြန်လာတာရှိတယ်။ပန်းခေါ်သွားတာမျိုးတွေရှိတယ်ပေါ့။စစ်ကြောင်းကြောင့်ကပ္ပစာ၂၄အနီးဝန်းကျင်ကဂျေးရွာ၁၀ရွာလောက်ကလည်းတိတ်ရှောင်နေကြရတယ်လို့ဆိုပါရတယ်။ပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အဆက်မှာရှိတဲ့ရေနံထွက်ရှိရာဒေသတွေကို ရှေ့ကောင်စီတပ်ကနေစင်လလိုဆက်တက်လေဒီလေရင်နေနဲ့ဘုံကျဲနေရာကြောင့်ဒေသခံတွေစိုးရိမ်နေကြရပြီးတောတောင်တွေထဲပုန်းချောင်နေကြရတယ်လို့လည်းဆိုပါရယ်စစ်ကောင်စီကတော့ဗျာလေကြောင်းကနေတိုက်နေတယ်လို့မြေပြင်ကနေလည်းစစ်ကြောင်းထိုးတာတွေလုပ်နေတော့ပြည်သူတွေအတော်လေးဒုက္ခရောက်ကြရတယ်လေရင်နဲ့ဘုံကျဲချတဲ့နေရာတွေဆိုရေနံတွေအများဆုံးထွက်တဲ့နေရာတွေကမှရွေးပြီးတော့ဘုံကျဲချတာဘာလို့အဲ့လိုကျဲတာလဲဆိုရင်မဆားရတဲ့အမဲသားကိုတဲနဲ့ပတ်တယ်လို့လုပ်နေတာသူတို့မဆားရလို့ဖြက်စီးတာဗျာ ြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေရင်သတင်းစစ်ရေးသတင်းတွေကိုအထူးဂရုပြုနေထိုင်ကြဖို့ပဲပြောချင်ပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ၁၂ရက်နေ့ကလည်းညိုင်တဲ့ပေါင်းမြွနယ်အဆက်မှာရှိတဲ့ရေနံမော်အနီးကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်တည်းဟာရရှိခဲ့တယ်လို့ပြည်သူပိုင်းနဲ့အဆောက်အုံတချို့နဲ့မော်တော်ယာဉ်တွေလည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ကျမဒီရီပါ စကိုင်းတိုင်းမုံရမြို့နယ်အထက်မှာအော်တိုဘားလ၁၄ရက်ညပိုင်းကစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ွဲခဲ့တာကြောင့်လူနေအိမ်၅လုံးထပ်မံပြက်စီးခဲ့တယ်လို့မုံရမြို့နယ်သတင်းမှန်ပြည်ကြားရေးအဖွဲ့ကပြောပါရယ်မုံရမြို့နယ်အထက်မှာရှိတဲ့မအူစစ်တပ်အထိုင်စခန်းကနေမုံရအနောက်တောက်ချံကရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ဘူးဘရွာထဲကလူနေအိမ်၅လုံးထပ်မံပြက်စီးသွားခဲ့ပြီး ပြည်သူထိခိုက်မှုတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်မန္တလေးမုံရကားလမ်းပေါ်မှာရှိတဲ့အဆိုပါမအူစက်ကောင်စီအထိုက်စခန်းကနေကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်တယ်လို့လည်းဆိုပါရယ်အော်တိုဘာလ15ရက်နေ့နေ့လယ်ပိုင်းမှာလဲမုံရမြို့နယ်အထက်ကကြောက်ကာရွှေကူနီဖျားမှာတက်ဆွဲနေတဲ့စက်ကောင်စီတပ်ဖွဲ့တွေဟာတပ်ပွဲဖြစ်ပွားတာမရှိဘဲ တဝက်ကျေးကျေးရွာတွေဘက်ကိုလည်းနဲ့ကြီးတွေနဲ့ထမှန်ပြစ်ခတ်နေပြီးတိကိပ်ပျက်စီးတဲ့အမြေပြအခြေအနေကိုတော့အသေးစိတ်မသိရသေးပါဘူးစစ်တပ်ကအခုအော်တိုဘာလအတွင်းမှာမုံရမြို့နယ်နဲ့ခြောက်ဦးမြို့နယ်တွေထဲကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်လည်းနဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုစက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့သတိနဲ့သွာလာနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင် ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွတ်ချွတ်ဆန်းပါကျေးဇူးတင်ပါတယ်ရှင်